မင်္ဂလာပါခင်ဗျာအူကျမွေးမြူတာက ကောင်းလားမင်းရေနော်အူကျမွေးမြူတာဟာအလွန်ကောင်းမွန်ပါတယ်လို့ဖြည့်ရှင်ပါတယ်ဘာလို့လဲဆိုတော့မိုက်ဆွေတို့မှာစီမံခန့်ခွဲဖို့အချိန်လေးရှိပြီးတင်းတိုတဲ့နေရာလေးရှိမယ်ဆိုရင်တော့အထူးကောင်းမွန်ပါတယ်လို့ပြောရှင်ပါတယ်ခင်ဗျာအူကျမွေးမြူတာကဘယ်လိုကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိလဲဆိုတာသိရှင်ရေနော်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါနောက်ထောင်လိုက်ပါ ဦးကျဲမွေးမြူတာကဘလို့ကောင်းကျိုးတွေရှိလဲဆိုတာကိုကျွန်တော်မိုက်ဆွေတွေရိုးရိုးရှင်းရှင်းနဲ့နားလည်ရလွယ်ကူအောင်ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပေးသွားပါမယ်။ဒါဆိုရင်ဦးကျဲမွေးမြူရှင်ရဲ့အကျိုးကျေးဇူးတွေအကြောင်းနဲ့အရင်ဆက်လိုက်ကြအောင်ဗျာ။ဦးကျဲမွေးမြူတာကဘလို့ကောင်းကျိုးတွေရှိလဲနံပါတ်၁နေတိုင်းကျဲဦးလဲလဲဆက်ဆက်ရရှိရှင်ကြောင်းနေတိုင်းလက်ဆက်သို့ကျဲဦးမျိုးကိုစောသုံးနိုင်ပါမယ်။အင်ဂျင်မီဖို့ရှောင်းကုန်ကြစရိုက်ကိုတက်တာဇင်နိုင်ပြီး ဘိုရှံပါကရုံချရဲဝင်ွေတိုးစင်နိုင်ပါတယ်ဘေကယ်မီအိုဂန်တိုက်ကျဲဦးကိုစိတ်ချစွာစောသွင်းနိုင်မယ်ဆိုလိုတာကဥကျဲမြောက်ကိုတိုင်မွေးမြူသည့်အတွက်ဘေကယ်လူချုံမုံကိုစိတ်ချနိုင်ပါတယ်ကျဲမြောက်စောသွင်းသောအစာနဲ့ရေကိုမိုက်ဆွေကိုတိုင်တိရှိထိရှောင်းနိုင်တဲ့အတွက်ရရှိလာတဲ့ကျဲဦးဟာဓာတုပြည့်စည်ကဲစဉ်သောသို့မဟုတ်အိုဂန်တိုက်ကျဲဦးဖြစ်ကြောင်းဘေကယ်လူချုံကြောင့်အမှန်ခံနိုင်ပါတယ် ကျွန်တော်တို့ကိုယ်တိုင်မွေးမြူထားတဲ့ကျဲဥဟာဗီတာမင် D နဲ့အိုမီဂါ3ဆက်တဲ့အဟာရဓာတ်ပုံမပြေဝါစွာပါဝင်နိုင်ပါတယ်။ဥကျဲမွေးမြူခြင်းကနေရရှိနိုင်တဲ့အရှောက်ကောင်းကျိုးတွေလည်းရှိပါသေးတယ်ခင်ဗျာ။ဒုတိယအချက်ကတော့ကျွန်တော်တို့ကျက်ရှိကိုယူပြီးမြေဥစွာကောင်းကောင်းလောက်နိုင်ပါတယ်။ဒါဟာဥယျာဉ်ထဲမှာဟန်ဒီဟန်ရွယ်နဲ့တိုက်ပြီးဝလံတွေစိုက်ပျိုးတဲ့ကုန်ကျစရိုက်ကိုရှုတ်ချရမှာအထောက်အကူပြုပါတယ်။ကျက်ရှိများကိုဥယျာဉ်သို့မဟုတ်စိုက်ခဲအတွက်နိုင်ကြခြင်းကြွေဝါသော မျိုးကြအဖြစ်အသုံးပြုနိုင်ပါတယ်ကြက်ရှိဟာဟန်ဒီဟန်ရွယ်စိုက်ပြရမှာအများကြီးကျွရှိပါတယ်ကြက်မြဟာရှန်တွဲရှိပိုးကောင်များပေါင်းပယ်များနဲ့အဆက်ပိုးများကိုစောသုံးပေးတဲ့အတွက်ဥယျာဉ်အတွက်အကူအညီရစေတဲ့ဥယျာဉ်စိုက်ပြရေးအတွက်ပေါင်းမြင်းများနဲ့ယောဂပိုးမောများကို ထိန်းချုပ်ပေးရရပါတယ်အမိုက်များကိုရှိုးရှဲနိုင်ပါတယ်ဥပမာမိဖို့ရှောင်မဲ့စာကျဉ်းစားကြအစားအစာများဟန်ဒီဟန်ရွယ်အခွန်များကိုကြဲစာဖြစ်ပြန်လဲအသုံးပြုနိုင်တဲ့အတွက် စွမ်းပြည့်ပြည့်စည်များကိုရှိုးရှားရရစေပါတယ်။စိုက်ပျော်ရှင်ကြားမှာမုံကိုပေးစွမ်းပါတယ်။ကြဲများကိုပြုစုစားရှာခြင်းဟာစိုက်ဖီစည်းမှုကိုရှိုးရှားပေးပြီးပျော်ရွှင်မှုနဲ့တောင်းဝယူမှုစိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်သောကြောင့်စိုက်ကြမှာရဲ့အတွက်ကောင်းမွန်တယ်လို့ဆိုကြပါတယ်။နောက်တစ်ခုကဥကျဲမွေးမြူတာဟာဝင်ဝင်ဖြစ်တဲ့မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျဲဥတွေကိုအင်ဂျင်ရှင်တွေကိုပုံမှန်ရောင်းချပြီးအများအစွန်းရရှိနိုင်လို့ပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါအပြင်အရှောက်ကောင်းကျိုးတစ်ခုအနေနဲ့ကတော့အသိပညာနဲ့အတွေ့အကြုံရရှိရှင်ပဲဖြစ်ပါတယ်မင်းသားစုဝင်တွေအထူးသဖြင့်ကလေးတွေဟာကျဲတွေကိုမွေးမြူရှင်းကနေတဆင့်တိရစ္ဆာန်တွေရဲ့သဘောကိုလေ့လာသင်ယူခွင့်ရရှိပါတယ်ဒါကသတ္တမီမြင့်မြင့်တွေအတွက်ကျဲမွေးမြူရှင်းကနေတနေ့တာမှပြုရှင်စရာလှုပ်ရှားမှုတစ်ခုလည်းဖြစ်စေပါတယ်ခင်ဗျာဥပမာတာဝန်ယူမှုသဘောတရားကိုရှင်းတတ်မှုစသည်တို့ကိုလည်းသင်ယူနိုင်ပါတယ်ဒါကအရန်ကောင်းတဲ့အချက်တစ်ခုပါ ကျဲမွေးမြူရမှာဆိုးကျွအနေနဲ့သတိထားတဲ့အချက်ကတော့ကျဲမွေးမြူရင်အနံ့အသက်ပြဿနာရှိနိုင်ပါတယ်။အဲ့ဒီအနံ့အသက်ကကျဲရှိနှံ့အမဖြစ်ပါတယ်။ကျဲရှိနှံ့ကပန်းဝန်းကျင်အတွက်မကောင်းပါဘူးခင်ဗျာ။ဒါအပြင်ကျဲမွေးမြူရှင်ကအပန်းဆူညံမှုလည်းအနည်းငယ်ရှိနိုင်ပါတယ်။ကျဲမွေးမြူရင်အနံ့အသက်နဲ့ဆူညံတာကိုထိန်းချုပ်ရပါမယ်။ဒီလိုပြဿနာတွေကိုကာကွယ်ဖို့အတွက်ကာကွယ်ရေးနီလန်းပြဿနာဖြေရှင်းရေးနီလန်းတွေကိုရှာဖွေရပါမယ်။ဥပမာ စပါခွန်ကိုအသုံးပြုတာမျိုးပါစပါခွန်ကိုကြက်ရှံရဲ့အာခံအဖြစ်ကမ်ပိန်းရှင်အဖြစ်အနက်အသေးဆိုးတွေမထွက်အောင်ကာကွယ်နိုင်ပါတယ်။ဒါအပြင်အဆိုတက်ကိုလည်းရှုရှက်ပေးနိုင်ပါတယ်ခင်ဗျာ။နောက်တစ်ခုကကြဲမွေးမြူရဲ့စူညာမှုကိစ္စပါကျွန်တော်တို့စူညာတန်ကိုစီမံခန့်ခွဲရပါမယ်။ကြက်ရှံကိုအင်းနီနာရှင်တွေနဲ့အရန်နီကပြီးမထားသင့်ပါဘူးဒီလိုပဲလူငယ်ရွယ်တွေနဲ့လည်းအနည်းငယ်ဝဲကွာတဲ့နေရာမှာထားသင့်ပါတယ်ခင်ဗျာ။ ကျက်မဲ့တွေဟာကျက်ဖက်လို့မတွန်တတ်ပေမဲ့အူအူတဲ့အခါဒါမှမဟုတ်တခုခုဖြစ်ရင်တော့အပန်းကြီးကြီးနဲ့အုံတတ်ပါတယ်ဥပမာခွဲကြောင်လူချောင်းလမ်းဖြတ်သွက်ရှင်မျိုးမှာဖြစ်ဖြစ်ပြည်စည်းတခုခုပြုတ်ကျတဲ့အခါမျိုးမှာဖြစ်ဖြစ်ဆူညာနေတတ်ပါတယ်ကျက်မွေးမြည်ရင်တော့နေ့စဉ်နေ့တိုင်းဂရုစိုက်ဖို့လိုအပ်ပါတယ်ခင်ဗျာရေအစာကိစ္စတွေအပြင်တန်ရှင်ရေးလောက်တာအုပ်တွေကားယူတာဆဲတဲ့ကိစ္စတွေကိုလည်းနေ့စဉ်လုပ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်အနိကကရုတဲ့စိုက်စမ်းရှောက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ ။နောက်တစ်ချက်ကတော့တရားဆန်ယောဂကာကွယ်ရေးပဲဖြစ်ပါတယ်။ယောဂတွေကိုဘယ်လိုကာကွယ်ရမလဲဘယ်လိုကုသရမလဲဆိုတာသိထားဖို့လိုပါတယ်။ဥပမာကာကွယ်ဆဲထိုးခြင်းနဲ့နေမကောင်းဖြစ်တဲ့ကျဲတွေကိုပြီးလျှောက်ခွေထုတ်ခြင်းတို့ဖြစ်ပါတယ်။ဒါအပြင်ကျဲရှံပုံမှန်မှန်ရှင်ရေးကျဲရှံမှန်ရှင်ရင်းနဲ့ပိုသားဆဲဖြန့်ခြင်းဗီတာမင်နဲ့ဖြည့်စဲစွာကျွေးခြင်းတို့ကလည်းအရေးပါပါတယ်။ဟုတ်ကျကိုစက်တဲ့မွေးမြူမဲ့သူတွေအတွက်အကြံပြုရှင်တာကတော့အကောင်ရင်နင်းနင်းနဲ့စက်တယ်မှာလို့အကြံပြုရှင်ပါတယ်မိသားစုဝင်အနည်းငယ်ပဲရှိရင် သုံးကောင်ဒါမှမဟုတ်ငါးကောင်လာနဲ့ဆန်ဝစ်ချပါလို့ပြောချင်ပါတယ်ဆေးကောင်လာနဲ့စံသားကြည့်ပြီးကိုယ့်ရဲ့လူငယ်မှုဘဝပုံစံနဲ့ကာညီမှုရှိမရှိကိုအရင်ဆုံးစောင့်ကြည့်သင့်ပါတယ်။အုတ်ကျဲမွေးဖို့အတွက်စဉ်းစားနေသူတွေအတွက်အကြံပြုလိုတဲ့မျိုးဆက်ကတော့ hybrid မျိုးဆက်ပဲဖြစ်ပါတယ်။ hybrid မျိုးဆက်ကိုမွေးမြူပါလို့အကြံပြုရှင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကအိုးအလွန်အိုးရှင်အကြံခံရှင်နဲ့အိုးကြကြအိုးနိုင်ရှင်တို့အပြင်မွေးမြူရလွယ်ကူရှင်ဆက်တဲ့အသက်ရှင်တွေရှိလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ ဒီ hybrid မျိုးစိုက်ကိုပဲအကြံပြုပေးတာကအရှမ်းမျိုးစိုက်တွေကမကောင်းဘူးလို့မဆိုလိုပါဘူးအရှမ်းမျိုးစိုက်တွေအကြောင်းကိုလည်းအရှင်ရရဲ့နောက်ထပ်ဗီဒီယိုတွေမှာလေ့လာပြီးတင်ပြပေးသွားပါမယ်။ကြက်မွေးမြူတဲ့အခါကြက်ရှံဆားလောက်ရှင်းအတွက်ရည်ကြီးမျိုးနာမယ်ဆိုရင်တော့ဘေးကဲလူရှုံမှုနဲ့မှန်ရှင်မှုကိုအဓိကဦးစားပေးပါခင်ဗျာ။ကိုစားတဲ့ကြက်ရှံဟာမြေခွေးမွေးဒါမှမဟုတ်ကြွက်ဆားတဲ့ရောင်သူတွေကိုကာကွယ်ပေးနိုင်ရပါမယ်။ တကယ်လို့တကယ်တမ်းကျမွေးမျိုးကိုစိုက်ဝင်စားတယ်ဆိုရင်ဥကျမွေးမျိုးကိုစဉ်းစားနေသူတွေကိုပြောချင်တဲ့စကားကဥကျမွေးမျိုးတာက လုံးဝမခဲခဲပါဘူးလို့ပြောချင်ပါတယ်ဥကျမွေးမြူရင်းနဲ့ပတ်သက်ပြီးအသိပညာတွေရှာဖွေရှင်တယ်လေ့လာရှင်တယ်ဆိုရင်ကျွန်တော်ရဲ့ page နဲ့ YouTube channel မှာအလကားအခမ်းအနားလာရလေ့လာလို့ရပါတယ်ပိုက်ဆံပေးကြရမလိုပါဘူးကို့မှာကျမွေးမြူရှင်တဲ့ဝါသနာနဲ့အဓိကအသိပညာကိုလေ့လာသင်ယူရှင်တဲ့စိုက်ဆံတဲ့ဆာလုံးမွားတိုင်းနေဖို့သာလိုအပ်ပါတယ်ခင်ဗျာ ။တကယ်လို့ကြက်ရှံပုံစံဒီဇိုင်းရေးဆွေးရှင်းကိစ္စတွေအတွက်အကူအညီလိုရင်ကျွန်တော်ကိုအကူအညီတောင်းခံနိုင်ပါတယ်။ကျွန်တော်မှာပြတ်သက်ဖို့အတွက်ကြက်ရှံပုံစံနမူနာတွေအများကြီးရှိပါတယ်။ကိုမနေရအခြေဝန်းဗလာရှိရှိအဲ့ဒီပုံစံတွေကိုလိုက်ရညီထွေပြုပြင်ယူလို့ရပါတယ်နောက်ဆုံးအနေနဲ့ကိုကကြက်ပင်ကောမွေးမြူရှင်နေဆိုတာဆုံးဖြတ်ပြီးရင်ကြက်ရှံတွေစားပြီးမွေးမြူနိုင်ပါပြီဥကြက်တွေကိုတော့ online ကနေတဆင့်ဝယ်ယူရရှိနိုင်ပါတယ်ဒီနေ့ခိုင်းမှာတော့ ဥကျက်တွေဝယ်ယူရတာလဲစိုက်ခဲခဲမှုမရှိတော့ပါဘူးခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုကမိုက်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကမိုက်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့အခြားသောကိုယ့်ရဲ့မိုက်ဆွေတွေသိရအောင် lesson ကပြန်လည်မျှဝေပေးလိုက်ပါဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like နဲ့ follow လုပ်ပေးဖို့မမေ့ပါနဲ့နော် YouTube channel မှာ subscribe လုပ်ပြီးအားပေးနိုင်ကြလို့ Facebook page မှာလည်း follow လုပ်ပြီးဝင်ရကြည့်ရှုနိုင်ပါတယ် ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ရမယ်ကြည့်ရှုအားပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ